နောက်ပြောပြဟွာဆောင်းနှွေးရာဒီမှာဗျာဥစင်းနေတချို့ဥစင်းနေကြောက်လဲလို့ပွားတွေအနှွေးတွေဝှက်ကြတယ်ဗျာတချို့ဆရာတော်တွေကြလဲမဝှက်ကြောက်ဗျာအဲ့ဒါကြတော့ဘလို့အပြစ်မျိုးရှိပါသလဲဗျာဘင်းကြီးဝှက်တာကိုပြောတာလားတင်ပါဗျာဩဒီပါတင်ကန်းရောက်ဩတင်ကန်းရောက်အေးအေးတကယ်တော့ဥစင်းတို့ရန်နေဆိုတာအန်တကိုက်တောင်မဝှက်ရဘူးအန်တကိုက်တောင်မဝှက်ရဘူးဘာလို့ဆိုတော့ ဒီမြတ်စွာဘုရားကလိင်္ဂသာသနာနဲ့ပတ်သက်ပြီးတော့ဟောထားတာရှိတာဟုတ်အဲ့တော့ဒီလိင်္ဂသာသနာမှာယန္တိကလူနဲ့မတူပါဘူးလို့ပါတယ်အင်ညောမေအာကပောကရဏီရောတယ်ဦးဇင်းတို့ပပစိတဗိဏသုံးပါလေမြတ်စွာဘုရားဟောတယ်အားတို့ယန္တိဆိုတာလူနဲ့မတူအောင်ကျင်းတဲ့မြတ်စွာဘုရားလေလူနဲ့တူလို့မရဘူးလူနဲ့တူရင်ဘာဖြစ်လဲဆိုတော့ကြာရင်လူစိတ်ပေါက်လာမယ်ဟုတ်လားလူစိတ်ပေါက်လာရင်ဘာဖြစ်လဲလူလောက်တာတွေလျှောက်လုံးမယ်ဟုတ်လားအဲ့တော့ကြာတော့ ဘာဖြစ်လာလဲဆိုတော့ကိုကိုကိုယဟန်လို့မေ့လာတယ်။တမဏတင်ညာလို့ခေါ်တာပေါ့။နောက်ပေါ်မျိုးဟုတ်မလား။တမဏတင်ညာပျောက်သွားတာ။တမဏတင်ညာပျောက်သွားတဲ့အခါကျတော့ဒီဘက်ခင်မှာကြည့်လေကိုကိုကိုယဟန်လို့မေ့ပြီးတော့လှုပ်တာများလာ။တကယ်ကသိလား။တကယ်ကိုကိုကိုဒကမကြီးဥပမာဆိုပါစို့သီလရှင်တွေဘာတွေဝတ်ဖို့လာတော့မသိဘူးပေါ့နော်။သီလရှင်တွေဘာတွေဝတ်လို့ရှင်သီလရှင်ဝတ်စုံဝတ်ပြီး ကတော့တုံးပြီတိလရှင်ဝတ်စုံဝတ်လိုက်ပြီဆိုတော့ကွာငါလူလိုနေလို့မရတော့ဘူးဆိုတော့ပို့ဝင်သွားတယ်မလားအဲ့ဒါပြောတာဒါဆိုရင်လူလိုကိုလိုက်မလို့ဖြစ်တော့ဟုတ်တယ်မလားအေးအဲ့ဒါပြောချင်တာနော်အဲ့တော့ကိုကအဲ့ဒီအခြေခံစိတ်နေစိတ်ထားကိုကမရှိတော့ဘူးဆိုရင်လူလိုလုံးတော့မှာပေါ့ကိုကကြည့်လေဥစဉ်တို့ဆရာဝန်နေကြည့်အပြင်ထွက်လာတယ်ဆိုရင်အရဝတ်နေဆိုရင်ငါပေါ့ပေါ့ပေါ့ပါနေတယ်ဟောစေယုံစေကမှာသူတို့လောင်းကိုဝတ်လိုက်ပြီဆိုလို့ရှိရင်အာသူတို့ဆရာဝန်ဆိုတော့မှုဝင်သွားပြီဒါဒီတိုင်းနေချင်တိုင်းနေလို့မရတော့ကျောင်းဆရာဆရာမတွေလည်းဒီတိုင်းပဲလေ အရက်ဝတ်နဲ့ဆိုရင်နေရင်လိုနေပါအကြောင်းဝတ်ဆုံးနဲ့ဆိုရင်လက်ဖေးဆိုင်တော့မထိုင်ရတော့ဘူးလို့ပါတယ်ဒါအဲ့ဒါပဲအတိခါကကို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 ပါဆိုတာမမေ့ဖို့လို့လေဒါကြောင့်မြတ်စွာဘုရားကအဝတ်ကိုအရေးကြီးတယ်ဆိုတာလူဝတ်ဖို့မဝတ်မဝယ်ခိုင်းဘူးဆိုတာအဲ့ဒါနော်မဝယ်ကောင်းမဝယ်ကောင်း